ရန်ကုန်တွင်ငလျင်လှုပ်အထက်မြင့်တွင် နေသူအချို့လမ်းမပေါ်ပြေးစဉ်ရန်ကုန်မြို့နယနေ့မေ6ရက်ည10:56မိနစ်တွင်ငလျင်လှုပ်ခတ်သွားပြီးစမ်းချောင်းလိုက်မြို့နယ်ပါဝင်မြို့နယ်အချို့အထက်မြင့်တိုက်ခန်းနေထိုင်သူများလမ်းမပေါ်ပြေးစဉ်ခဲ့ကြသည်ငလျင်သည်ည10:00ခန်းကတကြိမ်လှုပ်ခတ်သွားခဲ့ပြီး10:56မိနစ်တွင်လှုပ်တော့ငလျင်မှာတိတိတသားခန်းစားလိုက်ရရလမ်းမပေါ်သို့ထွက်နေခြင်းဖြစ်ကြောင်းစမ်းချောင်းတွင်နေထိုင်သူတဦးကပြောသည် မျိုးရဲမှလည်းလှုပ်တယ်တဲ့ဆက်ငါးလန်းဆက်ခုနှစ်လန်းလူတွေအများကြီးပဲတဲ့ဒီနာတော့မအိပ်ရဲတော့ဘူးဟုစမ်းချောင်းမျိုးနယ်နဲ့အမျိုးသမီးတဦးကပြောသည်မစိုးရင်တိုက်တုံးကတောင်ပထမတစ်ခါလှုပ်ပြီးတော့စင်ပြေးရင်မိတာကိုဆက်ထိုင်နေကြတာအသက်ကိုရန်ဆောင်နေကံလဲပါတာပေါ့ဟူလိုင်မျိုးနယ်နဲ့အမျိုးသမီးတဦးကပြောသည်ငလင်မှာတစ်ချက်တည်းလှုပ်ခတ်ခြင်းဖြစ်တော်လဲတိုက်မြင့်ပေါ်တွင်နေထိုင်သူများစိုးရင်ထိတ်လန့်ကတိုက်အောက်သို့ဆင်းနေကြသည်ကိုတွေ့ရသည် လူများစုသည်အရေးပေါ်ထုတ်များပြင်ဆင်ထားကတိုက်အောက်တိုးဆင်းနေကြခြင်းဖြစ်သည်မလ28ရက်နေ့ကမန္တလေးမြို့ကိုဗဟိုပြူကြီးလှုပ်ခဲသည့်ရခရာစကေးခုနှင့်တထမခုနှင့်အစိမ့်ငလျင်လှုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအနှံ့တွင်နောက်ဆက်တွဲငလျင်များမကြာခဏလှုပ်ရှားနေသည့်ရင်းငလျင်ဤနောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလျင်ပေးဆောင်ရန်ရှောင်ရန်တတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးထားသည် ရန်ကုန်မြို့အနီးတွင် နလင်ပြည့်ရချိုးရှိပြီးဒေတရဲပြည့်ရလှူရှားပါကလည်းရန်ကုန်တွင်လည်းမြေလွာလှူရှားမှုရှိသည်ထို့အပြင်စကိုင်းပြည့်၍တောင်ဘက်ပိုင်းဟုဘူမိဗေဒပညာရှင်များကသတ်မှတ်ထားသည့်ဘဲခူးမြို့အနီးတွင်နလင်လှူရှားပါကရန်ကုန်တွင်လည်းသတိပြုရန်လိုအပ်သည်ဟုပညာရှင်များကတည်ပြထားသည်ရန်ကုန်တွင်ယနေ့ညလုံးတည်ငလင်နှင့်ပတ်သက်၍အသေးစိတ်ကိုမတိရသေးပေ